ငါးကြိမ်ဆက်တိုက်ကမ္ဘာဖလားကိုဝင်ကစားခွင့်ရရှိတော့မဲ့မိုဒရစ်နောက်26မှာခရိုရှားကိုဘလောက်ထိထန်းတင်ပေးနိုင်အောင်မလဲမိုဒရစ်ရဲ့ခရိုရှားကတော့ကမ္ဘာဖလားခြေစစ်ပွဲကိုတိုက်အောင်မြင်သွားခဲ့ပါပြီမရီယာကစားခဲ့တဲ့ဖာရိုကျွန်းစုများနဲ့ပွဲမှာခရိုရှားက3-1နဲ့အနိုင်ရရှိခဲ့ပါတယ်ခရိုရှားတဲ့ဒီခြေစစ်ပွဲမှာ9ပွဲကစားပြီးတော့ချောက်ပွဲနိုင်တဲ့ပွဲထိရလာတဲ့အုပ်စုဆင်းကိုဒိတ်ဆုံးကနေကြောဖြတ်သွားနိုင်ခဲ့ပါတယ်။ဒါကခရိုရှားတင်းအတွက်အလွန်ရေးပါတဲ့အောင်မြင်မှုတစ်ရပ်ပါ။မော်ဒရီယာခရိုရှားတင်းအတွက်အရန်ရေးပါတဲ့ကစားမတစ်ရောက်ပါ။ ၎င်း၆ခုနှစ်မှာသူဟာအသက်20ရွယ်မှာပဲအသေးရဲ့ပေးမစားမဖြစ်နဲ့စတင်စားခဲ့ပါလေကုစိန်သူဟာအသေးရဲ့ကပတိန်ဖြစ်တာဝန်ထမ်းဆောင်နေပါပြီ၎င်း၁၈ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာမော်ဒရစ်ဟာခရိရှားသင်းကိုကမ္ဘာဖလားဖိုင်နယ်ထိကိုဆွဲခေါ်နိုင်ခဲ့ပါလေဒါဟာခရိရှားသင်းရဲ့တမိုင်းမှာပထမဆုံးချိန်ကမ္ဘာဖလားဖိုင်နယ်ကိုရောက်ရှိခဲ့မှုဖြစ်ပါလေအဲ့ပြိုင်ပွဲမှာမော်ဒရစ်ဟာဂိုရန်ဘောပြိုင်ပွဲအကောင်းဆုံးစားမစုကိုရရှိခဲ့ပါလေမော်ဒရစ်ဟာကုစိန်ကမ္ဘာဖလား၅ချိန်မြောက်ကိုကစားခွင့်ရမှာပါဒါအလိုမင်းကြီးတဲ့အောင်မြင်မှုတည့်ရပါပဲသူရဲ့ကဘာဖလားမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်2006ဂျာမနီကဘာဖလား 2014ဘရာဇီးကမ္ဘာဖလား2018ရုရှားကမ္ဘာဖလား2022ကာတာကမ္ဘာဖလားနဲ့2026မြောက်အမေရိကကမ္ဘာဖလားဆိုပြီးတော့ကမ္ဘာဖလား၅ချိန်စတဲ့ဝင်ရောက်ရှင်ပိုင်ခွင့်ရတဲ့စာရင်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မော်ဒရီယာ2026ကမ္ဘာဖလားမှာအသက်40နဲ့17လရွယ်မှာကစားခွင့်ရရှိမှာဖြစ်ပါတယ်။ဒါကမ္ဘာဖလားတစ်ပိုင်းမှာအသက်ကြီးဆုံးကစားပွဲတွေကတယောက်ဖြစ်လာနိုင်ပွဲရှိနေပါဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ Ibak 169နဲ့ Fabi Miss ကစားလို့ရတယ်ဆိုရင်တော့ Viber နံပါတ်3969 6943ညကိုစသွယ်လိုက်ပါခရီးရှားတဲ့လူရေးတန်း40ကျော်သာရှိတဲ့နိုင်ငံကလေးတစ်ခုဖြစ်ပေမဲ့ကမ္ဘာဘောလုံးမှာလုံအောင်မြင်တဲ့အသင်းအသင်းဖြစ်ပါတယ်ဒီလိုအောင်မြင်ခြင်းလိုအပ်ချက်တွေကတော့ခရီးရှားကစားသမားတွေမှာအလွန်ခိုင်မာတဲ့စိတ်ဓာတ်ရှိပါတယ်တို့ကဘလို့ခြေနေမျိုးမှမဆိုခြေနဲ့ရောင်းဝယ်မှုမရှိဘဲနဲ့ကစားတတ်ကြတယ်နံပါတ်၄ချက်ခရိုရှားတင်ဟာနီးပြီးဟာအလွန်ကြနာတဲ့အသင်းအသင်းဖြစ်ပါတယ်။သူတို့ရဲ့ကစားကအလွန်စနစ်ကြပြီးတော့တိကျပါတယ်။နံပါတ်၃ချက်ခရိုရှားကစားသမားတွေမှာအတော်လေးကိုကောင်းမွန်တဲ့အသင်းစိတ်ဓာတ်ရှိပါတယ်။ တို့ကတယောက်ကိုတယောက်အပြေးဝါယုံကြည်ကြတယ်။နံပါတ်၄ချက်ခရီးရှားအသင်းမှာတွေ့ကြုံရှိတဲ့ကစားသမားတွေအများကြီးရှိကြပါတယ်။မော်ဒရစ်လိုကစားသမားတွေရဲ့ကောင်းဆောင်မှုကအသင်းကိုအောင်မြင်မှုရစေပါတယ်။မော်ဒရစ်ကခုဆိုရင်သူ့ရဲ့ကစားသမားတက်တန်းနောက်ဆုံးဆုံးရောက်ရှိနေပါပြီ။26ကမ္ဘာပလားကသူ့အတွက်နောက်ဆုံးသောကမ္ဘာပလားပြိုင်ပွဲဖြစ်လာမှာပါ။ဒါပေမဲ့သူအရင်နောက်ဆုံးခွင်းကိုအကျိုးရှိရှိအသုံးချဖို့ကြိုးစားနေပါတယ်။မော်ဒရစ်ရဲ့ကစားသမားဘဝတက်တန်းလျှောက်မှာသူရရှိခဲ့တဲ့စုစိတ်တွေကဘလုံးတော်28 UEFA Champions League 5ချိန်၊ La Liga ဖလား3ချိန်၊ Club ဖလား4ချိန်စတဲ့ထိပ်တန်းစုတွေရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ခရိရှားသင်းမှာခုခါလူငယ်ကစားမသစ်တွေပေါ်ထွက်လာပါတယ်။ကဗော်ဒီယိုစတာနီရှစ်စားတဲ့ကစားမတွေဟာမော်ဒရီရဲ့ခေါင်းဆောင်မှုအောက်မှာတိုးတက်လာနေကြပါတယ်။ဒီလူငယ်ကစားမတွေဟာမော်ဒရီလိုအတွေ့အကြုံရှိကစားမတွေရဲ့လမ်းညွှန်မှုရယူပြီးခရိရှားသင်းအနာဂတ်ကိုတည်ဆောက်ကြမှာပါ။၂၆ကမ္ဘာဖလားပြိုင်ပွဲဟာမော်ဒရီအတွက်နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်လာပါလိမ့်မယ်။အဲဒီချိန်သူဟာသက်၄၀နဲ့၁၇လအရွယ်ရှိနေတော့မှာပါ။သူလည်းဒီခရိရှားသင်းကဘာတွေလုပ်ပြနိုင်သေးလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘလို့အဖြစ်ဖြစ်မော်ဒရီကကမ္ဘာဖလားသမိုင်းမှာအထူးကြဆုံးဇာမတွေတဲကတယောက်ဖြစ်နေသူ့ရဲ့အမွေအနှစ်တွေကို ခြံရစ်ထားခဲ့နိုင်မှာကတော့သေးကြပါရဲ့သူရဲ့စိတ်ဓာတ်ခိုင်မာမှုကောင်းဆောင်မှုကျွမ်းကျင်မှုရိုးသားမှုတွေကလူငယ်စားမအိအတွက်လေးစားတူပဲကျန်ရစ်နေခဲ့တော့မှာပါ2018ကမ္ဘာဖလားမှာတော့ကရေရှားအသင်းဟာကမ္ဘာဖလားဖိုင်နယ်ကိုရောက်ခဲ့ပါရဲ့2022ခုနှစ်မှာတတိယနေရာလူဝဲထိရောက်ခဲ့ပါရဲ့နောက်26ခုနှစ်မှာတို့ကဘယ်လောက်ထိလုံးပြနိုင်မလဲစိတ်ဝင်စားဖို့ကောင်းလွန်နေခဲ့ပါလေအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါလေ iBack 169နဲ့ Fiber Miss ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်3969 65လုံး1643ကိုစသွယ်လိုက်ပါ